뜻깊은공연을준비해주신제한미얀마학생회여러분 CEO 의제냐자장타마라하옹윤수요야루가네신베라이야비레나တန်ကိုရီးယားနိုင်ငံမှာသမရရွေးကောက်ပွဲထပ်လုပ်ခဲ့ရပါတယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့မှာတန်ကိုရီးယားရဲ့ခေါင်းဆောင်သမရရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီကအီဂျဲမြောင်ဟာကွန်ဆာဗေးတစ်ပါတီကကင်မွန်ဆူးကိုအနိုင်ရပြီး သမရသစ်ဖြစ်လာခဲ့ပါတယ်။တောင်ကိုရီးယားသမရသစ်ဟာမြန်မာနွေဦးတော်လှန်ရေးစတင်ချိန်ကနေအခုထိမြန်မာဒီမိုကရေစီအရေးကို အားပေးထောက်ခံခဲ့သူဖြစ်တယ်လို့တောင်ကိုရီးယားရောက်နိုင်ငံရေးအတိုင်းပိုင်းကဆိုပါတယ်။တောင်ကိုရီးယားနိုင်ငံရေးအတိုက်အဝန်းမှာလက်သုံးချောင်းထောင်ပြီးမြန်မာအာဏာသိမ်းစစ်အုပ်စုကိုပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံချခဲ့သူလည်းဖြစ်ပါတယ်။သမရသစ်နဲ့ပတ်သက်ပြီးကိုရီးယားသမရနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ဦးရန်နိုင်ထွန်းကတနေရှင် voice ကို ခုလိုပြောပါတယ်။မြန်မာကျုံ VCG အတွက်ကတော့ပါရင်တုတ်နေဆိုတာအခုချိန်ကြီးတော့သူကပြောတဲ့စကားအတန်ကိုကျွန်တော်တို့မကြားမိသေးပါဘူး။တိုးတိုးလေးပဲသူကအဲကမရာမဖြစ်ခင်အရင်တစ်ခေါက် ရုပ်ောက်ပွဲမှာကလေးကပေါ့လေ PK တစ်ခေါက်ရတဲ့ဒီရုပ်ောက်ပွဲမှာလက်ရှိအနိုင်ရအစိုးရကိုသူမဲတိတ်ကြရလို့နဲ့ကပ်ပြီးသူရှုံသွားခဲ့ရတာဟုတ်အဲဒီရှိကလေးကသူကမြမလူဦးတော်လိုက်စတင်တဲ့အချိန်ကစပြီးတော့မြမ ဒီဒီမိုကရေစီအင်အားစုကြီးဘက်ကသူချက်ချခဲ့တယ်။ကိုရဲနိုင်ငံမှာရှိတဲ့အာဂျီမျိုးထုတ်လိုက်ရင်မတက်ကြောသောဘက်ကနှစ်တူရှာတဲ့သူကြီးအားလုံးကိုပေးပို့ပြီးသူအမြဲတမ်းသူတက်တယ်။တက်ပြီးတော့ဒီအဖွဲ့အစည်းတွေအားလုံးတက်ဖို့သူတက်နိုင်တဲ့ဘက်ကနေသူရဲ့ဒီလုပ်ပိုင်ခွင့်ဒီဥပဒေပေါင်းတွင်းရနေပြီးတော့အတက်နဲ့ဆိုသူကူညီဆောင်ရပေးတယ်သူကိုယ်တိုင်လည်းလက်သုံးချောင်းထောင်ပြီးတော့ကိုရီးယားနိုင်ငံမှာလက်ရှိအာဏာရှိနေတဲ့ပုံကူကဒီလိုကိစ္စတွေလုပ်ဖို့ဆိုတာတော်တော်လေးကိုဘယ်ခရီးစဉ်တို့ချက်ပြီး များတယ်ပေါ့လေတိုးတိုးလေးပဲသူကအဲ့လာ new dollar ရေးအတွက်တက်တုံတော့ထောင်းပြီးတော့ပထမဦးဆုံးရှေ့တန်းတက်ထွက်လာခဲ့တဲ့အဲအဲ့ဒီအချိန်တုန်းကဆိုရင်တော့ဟိုကိုရီးယားနိုင်ငံရဲ့လွတ်တော်မတူဖြစ်တယ်လို့အဲကြောင်ဂီတိုပြည်နယ်ကြီးရဲ့အုပ်ချုပ်အုပ်ချုပ်ရေးတော်တူလေးဖြစ်တယ်ပေါ့ဗျာအဲ့လိုအချိန်ဒီမှာသူကဒီ new dollar ရေးအတွက်တက်တုံတော့ထောင်းပြီးတော့သူကိုယ်တိုင်ပဲတနင်္လာနေ့ကနေပြီးတော့ကူညီမယ်ဟလာဒီ ဒီမှာနေမှာရှာအနာတင်ကိုသူနဲ့ကကွက်တဲ့ရှုပ်ရှားလေးပြည်သူတွေမတရားနှိမ့်ဆက်ခြင်းများတော့သူမျိုးမလိုလားဘူးအန်စီတွင်းကြီးကိုခံရရတယ်ငယ်တော့အဲလိုကြီးအတိုင်းပုတ်ဘူးရှိတဲ့တော်ဆန်းစုကြီးနဲ့လည်းတို့ရဲ့ဦးမြင့်ပါဝင်အန်ဂျင်းကြီးခံရတဲ့အလုံးကိုအပြည့်စုံထုတ်ပြဖို့ဆိုတဲ့တောင်းဆိုချက်ရှိဖို့ပြည်သူကတောင်းဆိုခဲ့တယ်ထို့သူကိုရီးယားနိုင်ငံမှာထိတိုးဝင်ဒီနိုင်ငံကြီးလှုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်ကြီးဒီမှာနေတဲ့သူပြည်စုံနေပြည်စုံနေလက်ရှိဖြစ်ဖြစ်နေတဲ့အဲဒီ ဒီလိုနည်းအခြေအနေရုပ်တူမြင်းရနဲ့တုံးသက်တဲ့ဆွေးနွေးရတယ်။ပြီးတော့လည်းသူ့အနေနဲ့အတက်နယ်ဆုံးကူညီပါမယ်ဆောင်ရွက်ပါမယ်။ဒီကားလေးထောက်ခံပါမယ်ဆိုတဲ့စကားကိုသူပြောခဲ့တယ်။ဒါ HD ကပြီးတော့ကျွန်တော် MG အလားဒီအစိုးရပေါ်လာတဲ့အခြေအမှလေးအတူဒီ MG ရဲ့ကျွန်တော်ဝန်ကြီးရတဲ့အခါမှာသူနဲ့ပြည်သူဆုံးတဲ့အခြေအမှလေးသူဝန်ကြီးရတဲ့လင်ငွေထွေးဆက်ဆံနေပြီးတော့ရူတော်လိုက်နဲ့ပတ်သက်ပြီးတော့မတ်မူစီနဲ့ပတ်သက်ပြီးတော့သူအတက်နယ်ဆုံး ူကူညီမယ်ဆောင်ရမယ်အားပေးမယ်တောက်ခံမယ်ဆိုတော့ခရီးစကားကိုရေးလိုက်ပြောကြတဲ့ပုံကိုတူပေါ့ဗျာအဲ့လိုကြောင့်ဝင်သူတက်ရှိမှာသူဒီဒီကိုရနေရဲ့အဆက်အချိန်မျိုးတော့မနာဖြစ်လာတဲ့အခါမှာကိုရနေရဲ့မှာရှိနေတဲ့မနိုင်ငံသားတွေအားလုံးကိုသူသဘောကျတယ်နှစ်သက်တယ်သူ့အတူကိုရနေရဲ့နိုင်ငံသားဖြစ်ခံထားတဲ့မြန်မာနိုင်ငံသားတွေအားလုံးမှာလည်း ဒီအခုပဲထည့်ရတယ်ဟိုဒီကတော့အဲ့ဒီအတွက်အချိန်မှာရှိရဲ့ပြီးတော့သူ့အနေနဲ့လေဟဲ့လားဒီကိုရီးယားနိုင်ငံရဲ့သမနာဖြစ်လာတဲ့အချိန်မှာအရင်ကသူပြောခဲ့တဲ့စကားတွေခရီးစကားတွေသူပြောချင်မှာမဟုတ်ဘူးသူ့အနေနဲ့ကလေးသိရင်တင့်လို့ဟဲ့လားသူမနိုင်ငံရဲ့ဒီစီဂျီတက်ကိုဆောသမနာဖြစ်တယ်ဘူးတော့မဖြစ်တဲ့အပိတ်ကကျွန်တော်အချိန်ကြီးချုပ်ကြည့်အသက်62နှစ်အရွယ်ရှိတဲ့တောင်ကိုရီးယားသမရသည့်အီဂျဲမြောင်ဟာ ငငယ်ကဆင်းရဲနွမ်းပါတဲ့ပဝန်းကျင်ကနေဆင်းသက်လာသူတူဖြစ်တာကြောင့်အခုသမရဖြစ်လာချိန်မှာမညီမျှမှုတွေနဲ့အကျင့်ပြတ်ချဆမှုတွေကို တိုက်ဖြတ်သွားမယ်လို့ဒီကနေ့သမရမင်ခွန်မှာကြေညာပေးပါတယ်။တောင်ကိုရီးယားသမရသစ်အီဂျဲမြောင်ဟာ သူ့ရဲ့သမရတာဝန်ယူထားတဲ့ကာလအတွင်းအိန္ဒိယနိုင်ငံတွေကို နိုင်ငံရေးမူဝါဒခိုင်ခိုင်မာမာနဲ့ဆက်ဆံသွားဖို့ရှိပြီးအထူးသဖြင့်အမေရိကန်၊ဂျပန်နိုင်ငံတို့နဲ့ ပုံမနီးကတ်တဲ့ဆက်ဆံရေးတစ်ခုထူထောင်သွားမယ်လို့အသိပေးထားပါဗျ။